မြန်မာမှာညရှိခွာဆဆောင်မနှုတ်ဝစ်စတာပါတယ်။ဇွန်လ6ရက်2025ခုနှစ်တောက်ချာနေ့မနာရှင်သည်ဆင်းရဲဒုက္ခကိုခံရသောအခါမိမိပြားခင်ထာရပြားကိုတောင်းမှ၍ဘိုးဘီတို့၏ပြားခင်ရှိမှကိုကိုအလိုနှိမ်ချလျက်ရှုတောင်းထနာပြုသောစကားကိုဓမ္မရာရှင်ဒုတိယဆောက်အခန်းကြီး33ခန်းငယ်7မှ73ခေါင်းစဉ်ကဒုက္ခရောက်သောမနာရှင် မနာရှိဆိုသော ရှင်မြေတစ်ပါးသည်ဤတိလရာရွှေ၌ထေရှားခဲ့ပါသည်။သူဤသက်12နှစ်အရွယ်မှာပင်ဤတိလတိုင်းမြို့ကို အုပ်ချုပ်မင်းလုပ်ရပါသည်။ယေရုရှလင်မြို့မှာနန်းထိုင်၍သက်တော်သက်တာနှင့်52နှစ်ရှုဆန်းခဲ့ရသူပါ။သို့တော်လည်းဒူဆိုင်မှုကိုတော်တော်ကလေးပြုခဲ့ပါသည်။တပါးမိသားစုထုံးစံတိုင်းယူရှောက်ွယ်ဒူဆိုင်ကိုပြုခဲ့ပါသည်။ ခမီးတော်ဟေစကီမီဤထာရဖျားကိုရှုပ်ပယ်လျက် ယူရာရှင်မီရင်တကားထပ်ပေါ်၍စူးညစ်တော်မူကိုပြုခဲ့ပါသည်ဟေစကီမီဖျက်ဆီးခဲ့သောကိုယ်ကိုပြုပြီး၍ဘာလာဖျားဖို့ရစ်ပလီကိုတီးပါ၏အာရှောရပင်ကိုလည်းပြုစုသည်မိုးကောင်းရေတစားတို့ကိုလည်းဝုပြုကိုခွဲသည်မြို့သားတို့ဟိန်နူသားချိုင်း၌မြည်ဖြစ်ပူဇော်သည်ဖြူစားတတ်သောတက်ကိုတုံးဆောင်၍ဆုံးနှင်းတတ်သူကိုလည်းအခွင့်ပေးပါသည် မိမတော်ကြီးထဲမှာမြေရုပ်ထုကိုထားပါသည်မနာရှင်မင်းသည်ယူရပြည်သူယေရုရှလင်မြို့သားအားလုံးကိုလမ်းလွှဲစေခဲ့ပါသည်အီယာများကဖျားခင်အမျက်ကိုနှိုးဆော်သည့်ဖြစ်တတိပေးပါသည်မနာရှင်ကနားမထောင်ခင်ပါနောက်ဆုံးမှာတော့အာရှူရိဘယင်ဤဘုံမင်းများကိုစင့်ချီစေခဲ့ပါသည်မနာရှင်ကိုရှူရော၌ဖမ်းမိ၍တန်ကျူးနှင်းချီနောက်ပြီးမှ ဘာဘူးလိုမျိုးတို့ဆောင်းကားပါသည်မမာနာထောင်လွှဲ၍ရှိုးတန်းသောဒူးဆိုင်မှုကိုနှင်းချိုက်စွာပြုခြင်းခဲ့သည်မနာရှိသည်စစ်တုံမှန်ဖြင့်လည်းများစွာဆင်းရဲခံရပါသည်ကြီးသောဒုက္ခနှင့်ရင်ဆိုင်ရသောမှဖျားသိခင်ကိုတတိရပါတော့သည်ကလုံးထီမှအမိတာဆိုသောစကပုံလိုပါကျန်းစာကဖော်ပြသည်မှာမနာရှိသည်ကိုကိုကိုအလုံးနှင်းချလျက်ထာရဖျားကိုတောင်းပန်ခဲ့ပါတဲ့ထာရဖျား၏ကိဉ္နာကိုခံရပါသည်သူကိုမူလနေရာ ယူရရှင်မြေဖြင့်ယေရုရှလင်မြို့သို့ပြန်၍ပို့ပါသည်။ဤနောက်ကပတ်တော်က နောင်နာအစင်မှန်ကိုရ၍နှင်းချစွာတောင်းပန်သောအခါဖျားခင်ခုနှစ်ချွန်ခံစားရသည့်အကြောင်းဖြစ်ပါသည်။ရှာလန်ဆရာကအထုံးဖွဲ့ရုပ်ကိုဒုနေရှင်ချင်းကအချနုစီရင်ခံရသောဂျေရှုကြီးပါသည်ဖော်ပြပါသည်136ခုမြောက်သောဆာလအခန်းငယ်84ကျွန်ုပ်တို့ခံရသောစီရင်ဒုက္ခများအတွက်အကြောင်းရင်းရှိပါသည်ပြုခဲ့မိသောဒုစရိုက်များအတွက်နောင်နာရလျက်နှိမ့်ချစွာဆူတောင်းခဲ့လေဂိယုနာရုကိုမြည်တွေ့ရမှာပါအလုံးဖြာရင်ကောင်းချီးပေးပါ I see.